ီမိုကရေစီဒီမိုကရေစီနဲ့တအားပြောကြတယ်လို့တကယ်ကျသူတို့လိုချင်တာမဟုတ်ဘူးလို့ဘာဖြစ်လို့လိုချင်တာမဟုတ်ဘူးလို့ပြောရတယ်လဲဆိုသူတို့အဲ့ဒီဒီမိုကရေစီနဲ့အုပ်ချုပ်လို့လားလို့သူတို့ရင်အုပ်ချုပ်တော့ဟေ့သားဒါဖေးမကြိုက်ဘူးနော်မင်းသားနောက်မမြင်ရသေးနဲ့ဖေးမကြိုက်ဘူးသမီးမင်းသားဖေးမကြိုက်ဘူးဖေးမကြိုက်တာနဲ့ပဲနေရတော့မယ်ပုံကြီးပဲဘယ်တရားနဲ့မင်းမညီဘူးကွာအဲ့ဒီတရားတို့အကျင့်သုံးတဲ့တရားမဟုတ်ဘူးမင်းတို့လည်းပဲဒီတရားကျင့်သုံးနေတာ တို့လည်းပဲမချိုးဖောက်ဘူးမင်းလည်းမချိုးဖောက်နဲ့ဒီလိုမျိုးမဟုတ်ဘူးဗျာအိမ်ကကျင့်တဲ့တရားဆိုတာမရှိဘူးအဖေမကြိုက်ဘူးဆိုတာမျိုးနဲ့ပဲနေနေရဆိုတော့ဒါအာနာရှင်အုပ်ချုပ်ရေးပဲဗျာအာနာရှင်အုပ်ချုပ်ရေးမကြိုက်ဘူးလို့လာပြောတာသူတို့ကအာနာရှင်ဖြစ်နေအုပ်ချုပ်နေတာဗျာသူတို့အိမ်မှာအဲအဲ့လိုဆိုတော့ဒါဘာပြောရမလဲလို့ဆိုရအရိယတစ္ဆာတရားမသိတဲ့သူတွေကဘာလို့မလို့ဒါလို့ဟုတ်ပဲရှိတာလေတအကျွမ်းနေရောဟုတ်ခင်ဗျားတို့သူတို့တတ်ထားတဲ့ဟာတွေအကြောင်းသူတို့သိထားတဲ့ဟာတွေအကြောင်းများခင်ဗျားတို့သိရလို့ရှိရင်လည်းပဲ ကုန်းကမကုန်နိုင်အောင်လောက်အောင်ပါလားလို့အန်အောမှာကျွတ်တို့လည်းတိတ်များများဆာဆာတိရတာတော့မဟုတ်ဘူးကျွတ်တို့တိရတယ်လို့ကလေးကိုပဲသူတို့အဖြစ်လွန်မကွာသူတို့တိတာအဖြစ်လွန်မကွာလို့အဲ့ဒါလိုမျိုးလို့လို့ကျွတ်တို့ဖြစ်ပြောခြင်းလေကျွတ်တို့ပြောတတ်တဲ့ဇကားနဲ့ပြောမယ်စေရင်ခုခေတ်လူတွေကဟေးလို့အမှုမြူတော်နဖားကျိုးထိုးပြီးတကလားတခါတဲ့ဆဲတဲ့တက်ကနေတဲ့လူတွေခွာလို့ကျွတ်တို့ကဒီလိုပြောတယ်အမှုမြူဆိုတဲ့အရာလေးကတိတ်တိတ်တော်တော်လေးဒီတိတ်တိတ်တော်တော်လေးကို ူတို့မိုးပေါ်ပြန်ဖို့လို့ဟာရေအောက်ငုပ်ဖို့လို့တခါတမြေကြီးပေါ်သွားဖို့လို့ဆိုတဲ့အမျိုးအလုံးစုံအကုန်သုံးဖို့ရန်အတွက်နဖာကျိုးထိုးပြီးကိုခိုင်းရင်လိုခိုင်းတာဗျာကိုရင်ကမွေးထားတဲ့နွားကိုကိုကနေပြီးတော့နဖာကျိုးထိုးပြီးကလာထွန်နေတယ်မလားဆုံနေတယ်မလားလဲတယ်တယ်မလားကိုတဲ့ညာထဲတယ်လို့မျိုးပေါ်ရာဒီတဲ့ကိုစုံပါတယ်လို့ပြောကြတယ်ခုကအမှုမျိုးဆိုတဲ့အလေးကမျက်စိနဲ့တောင်မမြင်ရဘူးမျက်စိနဲ့မြင်ရဖို့အတွက်စီအစာပေါင်းကတောင်းပေါင်းများစွာချက်ရလေဦးမယ်အဲဒီလောက်ရှိတဲ့အမှုမျိုးလေးတောင်မှာကိုခိုင်းဒီခိုင်းနေအကုန်ခိုင်းနေ တကယ်ခင်ဗျားတို့အံဩကြမှာလို့ပြောခြင်းတယ်။ဒါခင်ဗျားတို့သိနေကြတဲ့သူတွေကလည်းပဲဘုန်းကြီးပြောတာကတော့ဟုတ်တယ်လို့ဆိုတာမျိုးခင်ဗျားတို့ထောက်ခံနိုင်မယ်လို့ပြောခြင်းတယ်။အဲဒီလောက်ခကြီးတိုးတက်လာတယ်ဗျာ။လူလုံးဝမမြော်မနိုင်တော့အောင်ဒီကျုပ်ရဲ့တိုးတက်နေတယ်လို့ပြောခြင်းတယ်ဗျာ။ဒါအဲတော့ခင်ဗျားတို့ဒီအထိရောက်တဲ့ဟာလည်းနည်းနည်းပါးပါးပဲရှိတာတော့ဆိုတော့ဘုန်းကြီးကပြောလိုက်တာလေလွန်လိုက်တာလို့ခင်ဗျားတို့မှတ်ကောင်းမှတ်လိမ့်မယ်။တကယ်ကတော့ကျုပ်ပြောတဲ့စကားနည်းပါသေးတယ်။အခုဆိုလို့ရှိရင်ကျုပ်ဒီမလာခင်ကလေးလောက်မှပဲခရုံမဆုံးအောင်ဆိုတာဖတ်ရတယ်။ ခရုံမုံဆုံးအကြောင်းဖတ်တဲ့အခါကျတော့အင်းဒီခရုံမုံဆုံးဆိုတော့တကယ်လူတယောက်နဲ့တယောက်ရဲ့မျိုးပွားတဲ့ပစ္စည်းအကြောင်းပေါ့ဗျာမျိုးပွားတဲ့ပစ္စည်းအကြောင်းပြောတဲ့အခါကျတော့ဒီခရုံမုံဆုံးမှာအစုံကလေး24စုံဆိုလားရှိတဲ့ဗျာဒီအချောင်းကလေး24ချောင်းအဆုံးစွန်ဒီမျိုးစီထဲမှာပါတဲ့ဟာလေးอ่ะအဲ့ဒါလေးကမျိုးလေးပဲကျန်တဲ့ဟာတွေကတော့ကြာဖုန်နေအကာတွေပေါ့ဗျာအဲ့ဒီမျိုးလေး24ချောင်းကလည်းနေနေပုံလေးက ကျိုးလေကားလေးလိုရဲ့ကျောင်းလေးလေကားလေးလိုရဲ့ဒီထဲထဲမှာသူတို့နေပုံလေးကဘယ်လိုလေးဆိုတာပါတယ်ပထမတစ်ချောင်းမှာအတက်ကလေးတွေကဘယ်လိုပါတယ်ဒုတိယချောင်းမှာအတက်ကလေးတွေကဘယ်လိုပါတယ်ဒီလိုကလည်းပါသေးတယ်ဟောအမေရဲ့မျိုးဦးထဲမှာလည်းပဲအဲ့ဒါလေးပါတာပဲကို့အဖေရဲ့မျိုးဦးထဲမှာလည်းအဲ့ဒါကလေးပါတာပဲဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့အဖေရဲ့နံပါတ်1အချောင်းကလေးနဲ့အမေရဲ့နံပါတ်1အချောင်းကလေးနဲ့ပေါင်းသွားအဖေရဲ့နံပါတ်2အချောင်းကလေးနဲ့အမေရဲ့နံပါတ်2အချောင်းကလေးကလည်းပေါင်းသွား ပေါင်းသွားတော့ဒါလေးတွေပေါင်းလိုက်ရတာနေပြီးတော့နောက်ကျဒါလေးတွေကနေတစ်ခုကနေသစုံကနေပြီးနှစ်စုံပြားဘွားနှစ်စုံကနေလေးစုံဘွားပေါ့လေအဲ့ဒါလိုနဲ့ကျုပ်တို့တွေကြီးကရှင်သန်ကြီးထွားလာတယ်လို့ပြောတယ်ဒီတဲထဲမှာအဲ့ဒီတဲထဲအဲ့ဒီတင့်မြတ်ဘဂရုမတင့်မြတ်ဘအမြင်ကလေးထဲမှာအတက်ကလေးတွေမှာဒီအတက်ကလေးကဘာဖြစ်စီတယ်ဟာအဟိုအတက်ကလေးကတော့နောက်ထပ်ဘာဖြစ်စီတယ်ဟာအဲ့ဒါကိုအထိခွဲခြမ်းစိတ်ချလို့သိနေကြဒီရာဇူးနေထဲမှာမှသိတယ်ဟာနော်ဆိုကြပါစို့ဒီအတက်ကလေးကမျက်စီကိုဖြစ်စီတယ်ဟာဆိုအဲ့ဒီအတက်တာဖဲ့ပြလိုက် ဒီလူမျက်စိမပါတော့ဘူးမွေးလာတဲ့အခါမှာဒီတက်ကလေးအပြင်ဇပင်ဖြစ်နေတဲ့ဟာလို့ဆိုရင်အာအဲ့ဒီဟာကိုကာဖေရှားပြလိုက်အဲ့ဒီသူဇပင်မပါတော့ဘူးဒါမှမဟုတ်နံပါတ်1တက်ကလေးမှာပါတဲ့ဟာကမျက်စိကိုဖြစ်နေတဲ့ဟာဆိုလို့ရှိရင်အဲ့ဒီမျက်စိကိုဖြစ်နေတဲ့အတက်ကလေးကိုနံပါတ်30အချောင်းကလေးမှာတွားတက်ထားလိုက်နံပါတ်30အချောင်းကလေးဟာဥပမာတူဘိုက်သားဖြစ်စီမဲ့ဟာဆိုလို့ရှိရင်ဘိုက်မှာမျက်စိပါလာပဲတဲ့ကြက ဘလုံးမြန်တခါတည်းသူတို့တိသွားကြပြီတော့လို့ဆိုတဲ့အကြောင်းတော့ဒါအကုန်တိပြောကြမယ်ဆိုရင်အဲ့ဒီလိုတိလိုက်တဲ့အတွက်ဘယ်လိုလုံးမြန်ထားဝရဘုရားဖန်ဆင်းတယ်လို့ပြောကြတော့မှာတော့ကွာဒီလူတွေကိုလို့ကျုပ်ရဲ့အောင်းမိတ်မိတယ်ဘယ်လိုလုံးမြန်ရှေးကံကနေပြေးချလိုက်တယ်လို့ပြောတော့ကိုပฏิဝေဒညာရောက်တဲ့အဆင့်ထိပฏิဝေဒညာလို့နာမည်လေးတက်လိုက်မှခင်ဗျားတော့ပူဝေးသွားတယ်လို့ဘာအောင်မိတ်လဲဆိုလိုတာကတော့ကိုကိုကကိုဟာကိုကိုထိုးထွင်းပြီးတဲ့အဆင့်ထိဆိုလိုတာကတော့ကိုကိုထဲမှာ ဟောဒီသစ္စာတရားတွေရဲ့ဖြစ်ထွန်းနေတာကိုဟောတာဗာတ္တစာခေါ်တယ်။ဒီဟာကတော့ဗာတ္တစာခေါ်တယ်လို့ကိုယ်ဖြစ်နေကိုယ်ဖြစ်နေကိုစိတ်ရှာပြီးတကလားပြောနိုင်တဲ့အရှင်ရှိတာကိုဒါပတိဝေဒညာလို့ဒီလိုပြောရမှာပါ။ကိုယ်ဖြစ်တယ်ရဲ့ဒါဒုက္ခဖြစ်တဲ့ဟာကဒုက္ခဖြစ်တာဒုက္ခဖြစ်ကြောင်းကဒုက္ခဖြစ်ကြောင်းအဲ့ဒီလိုမျိုးလို့သိတဲ့ဟာမျိုးကိုကိုယ်ကိုယ်လည်းကဖြစ်ရကိုတိုခွဲပြီးတကလားတောင်ပြောတတ်တဲ့အရှင်လောက်အထိရောက်သွားပြီလို့ဆိုရင်ဖြင့်အော်သူတစ္ဆာတရားကိုထိုးထင်းတော့သိနေတာ။အော်ဒီလိုမျိုးလို့ပြောရမှာပေါ့ဒါ။ အဲ့တော့အဲ့လိုမျိုးလို့သိဖို့ရန်အတွက်ပရိယညာလိုပါတယ်လို့သူပြောရမှာပေါ့အဲ့တော့ကျွတ်တော့ပရိယညာလို့ဆိုရယ်လမ်းလေးကြောင်းပေးရမှာပေါ့ခင်ဗျားတို့သစ္စာတရားနဲ့ဆက်လင်းလို့လမ်းလေးကြောင်းပေးမယ်ဆိုဒုက္ခအရိယသစ္စာကျွတ်ဒုက္ခအရိယသစ္စာပထမဆုံးအရိယသစ္စာဖြစ်တဲ့အတွက်ဒီအရိယသစ္စာကလေးရောက်ပေးရမယ်ဒုက္ခအရိယသစ္စာဆိုတာဘသူတွေတုံးလို့ကျွတ်ရောက်မယ်လို့ဆိုရယ်ဟိုလိုဝေဝေဝါဝါဒီလိုဝေဝေဝါဝါတွေဖြစ်မဲ့ဟာတွေကျွတ်ကစိတ်မကောက်တော့ဘူးကြာဘာကောက်မလဲလို့ဆိုရယ်ဒုက္ခအရိယသစ္စာဆိုတာ ခင်ဗျားတို့အားလုံးလည်းပဲလက်ခံထားကြတယ်ဥပါဒာနဲ့ခန္ဓာလို့ဆိုလို့ဒီလိုပြောရမယ်။အာဒုက္ခအရိယတစ္ဆာဆိုတဲ့စကားမှယဉ်နေသေးတယ်ဥပါဒာနဲ့ခန္ဓာဆိုတဲ့နောက်ထပ်ဖွင့်လိုက်တဲ့စကားအပြင်ပိုးတော်ဝဲသွားပြီလို့ခင်ဗျားတို့ဒီလိုလည်းပဲပြောမယ်ဆိုပြောစရာဖြစ်တယ်။ဘာလို့လို့ဆိုရင်ခင်ဗျားတို့ ਨੇ မနီးတာစီကိုကွာခွာသွားလိုက်တာဖြစ်လို့ပဲဥပါဒာနဲ့ခန္ဓာပြောတာလို့အဲဒီလိုမျိုးလို့ကျွတ်တူကပြောပြီ။အဲ့ဒီဥပါဒာနဲ့ခန္ဓာကိုမှနောက်ထပ်တစ်ဆင့်ဖွင့်မယ်ဗျာ။တစ်ဆင့်ဖွင့်ရင်တော့နည်းနည်းတော့နီးလာမှာပေါ့။ဥပါဒာနဲ့ခန္ဓာဆိုတာဘာပြောတာတော့ ဒီဒုက္ခအရိယတစ္ဆာဆိုတာလည်းခင်ဗျားတို့ဒီမှာရှိနေတာကိုပြောတာနော်ဥပါဒာနဲ့ခန္ဓာဆိုတာလည်းအဲ့ဒီဒုက္ခအရိယတစ္ဆာရဲ့နာမည်တစ်မျိုးပဲခင်ဗျားတို့ဒီမှာရှိနေတာပြောတာပဲအဲ့မကိုဒီမှာရှိနေပဲကိုကနာမည်နဲ့ရှိရတဲ့ကိုဆက်ပြီးတကလားကိုမသိတာဆိုတော့ဥပါဒာနဲ့ခန္ဓာလို့ပြောလိုက်လည်းခင်ဗျားတို့မသိသေးဘူးဟာမသိသေးဘူးဆိုရင်ဒီတကားကိုနောက်ထပ်တစ်မျိုးလို့ပြောရမယ်နောက်ထပ်တစ်မျိုးလို့ပြောရတဲ့အခါကျတော့ဥပါဒာနဲ့ခန္ဓာဆိုတာဘာတုံးလို့သူတို့ပြောကြမယ်ဆေးရဲ့သူတို့ဒီအခု အဲခန္ဓာဆိုတာလည်း၅ပါးရှိသို့ဗျာရုပ်တရားလည်းခန္ဓာခံစားမှုဝေဒနာတွေကလည်းခန္ဓာမှတ်သားမှုတင်ညာတွေကလည်းခန္ဓာအဲလိုပဲတုံ့ပြန်မှုတင်ခါရတွေကလည်းခန္ဓာစိတ်မှုဝิญဉာဉ်တွေကလည်းခန္ဓာနဲ့ခန္ဓာ၅ခုရှိတယ်ဆိုရုပ်ဝေဒနာတင်ညာတင်ခါရဝิญဉာဉ်ဆိုပြီးတော့ကျုပ်တို့မှလည်းရုပ်တရားလည်းရှိနေတယ်ခန္ဓာမှုဝေဒနာတွေကလည်းရှိနေတယ်မှတ်သားမှုတင်ညာတွေကလည်းရှိနေတယ်တုံ့ပြန်မှုစေတနာတွေကလည်းရှိနေတယ်အတိမှုဝิญဉာဉ်တွေကလည်းရှိနေတယ်လူတိုင်းရှိတယ်ဒါပြောမယ်ဆိုရင် အဲယုတ်တွေဝေဒနာတွေတင်ညာတွေတင်ခါရတွေဝိညာဉ်တွေဆိုတာလူတိုင်းမှာရှိတယ်လူတိုင်းမှာရှိမယ်အဲ့ဒါတွေဟာဒုက္ခသစ္စာတွေလားလို့မေးတဲ့အခါကျအဲ့ဒါတွေကဒုက္ခသစ္စာမဟုတ်ဘူးလို့သူပြောရမယ်အဲ့ဒါတွေတိုင်းယုတ်တိုင်းဝေဒနာတင်ညာတင်ခါရဝိညာဉ်တိုင်းဒုက္ခသစ္စာတွေလားလို့မေးအဲ့ဒါဒုက္ခသစ္စာမဟုတ်ဘူးလို့သူပြောရမယ်ဒါဖြင့်ဒုက္ခသစ္စာဆိုတာကဘာတွေတုံးလို့မေးဥပါဒာနဲ့ခန္ဓာလို့ခုနပြောခဲ့ဥပါဒာနဲ့ခန္ဓာဖြစ်မှယုတ်ဝေဒနာတင်ညာတင်ခါရဝိညာဉ်တိုင်းဆိုင် ဒုက္ခတစ္ဆာမဟုတ်ဘူးဥပါဒာနဲ့ခန္ဓာဖြစ်တဲ့ယုတ်ဥပါဒာနဲ့ခန္ဓာဖြစ်တဲ့ဝေဒနာဥပါဒာနဲ့ခန္ဓာဖြစ်တဲ့ပညာဥပါဒာနဲ့ခန္ဓာဖြစ်တဲ့သင်္ခါရဥပါဒာနဲ့ခန္ဓာဖြစ်တဲ့ဝိညာဉ်အဲ့ဒါကြမှာဒုက္ခတစ္ဆာဖြစ်ဟာဘုန်းကြီးကပြောလိုက်တာရှင်းအောင်ပြောလိုက်တာမှတခါတည်းတပည့်တော်နဲ့ဝေးကိုဝေးထက်ဝေးစကားတွေကြီးတဲ့ပြောပြောသွားတာပဲလို့ဇာတ်စိတ်ထဲခံစားရလိမ့်အောင်ပဲလို့တခါချင်းပြန်နေဘာဖြစ်လို့ဆိုရုပ်တို့ဝေနာတို့တင်ညာတို့တင်ခါရတို့ဝိညာဉ်တို့ဆိုတာလေဘုန်းကြီးကြောင်းရောက်မှာပဲကြားရတယ်ဒီကလေးလုံးနေဖြစ်နေမှာလား ဲ့လိုဖြစ်တဲ့အတွက်ဒါပြင်းတပည့်တော်နဲ့ဝေးပါတယ်လို့ပြောเสียရရှိတယ်ဝေးပါတယ်ပြောเสียရရှိမယ်လို့လဲကိုရှိနေတဲ့ယုတ်အနည်းနဲ့တော့တိပေးလို့ဒီလိုပြောရမယ်ကိုရှိနေတဲ့ခံစားမှုအကောင်းလားမကောင်းလားခံစားမှုတွေဖြစ်တာပေါ့ဒါကိုဒီမှာရှိနေတာပဲကိုရှိနေတဲ့မှတ်သားမှုအကောင်းမှတ်သားတာလားမကောင်းမှတ်သားတာလားယုတ်မှတ်သားတာလားကာမမှတ်သားတာလားအစကမှတ်သားချက်ရှိတာပေါ့ဒါလည်းကိုယ်စီရှိနေတာပဲအာကိုယ်စီကနေပြီးတော့စုံပြမှု ဟာအကောင့်တုံပြန်လာလားမကောင့်တုံပြန်လာလားဒါကွာရင်ကွာမယ်ရှိတာပေါ့အနောက်တခါတိမှုလို့ဆိုတာဟိုဟာတိဒီဟာတိတခါတိပင်တိတောတောင်တိရေမြေတိလူသူတိတိနေတာလည်းရှိတာပဲဒါခင်ဗျားတို့မှရှိနေတဲ့ဟာတွေခင်ဗျားတို့မှရုပ်တွေဝေနာတွေနေညာတွေသင်္ခါရတွေဝิญဉ်နေလို့ဆိုတဲ့နာမည်ရှိတဲ့ခုနပြောတဲ့ဟာတွေခင်ဗျားတို့ဒီမှာရှိနေတာဒါရှိနေတော့ဒါတွေဟာဒုက္ခတွေလားလို့မေးရဒါတွေကဥပါဒံမဟုတ်ရင်ဒုက္ခမဟုတ်ဘူးဥပါဒံဟုတ်ရင်တော့ဒုက္ခဖြစ်မှာဖြစ်တယ် အဲဒါပေမဲ့ခင်ဗျားတို့ဒီရှိနေတဲ့ဟာလေးကနေစပြီးကတ်ပြီးပေးသွားလိုက်တာအဲ့တော့အဲ့ဓာတွေထဲမှာဒီယုတ်တိဝေဒနာတင်ညာတွေတင်္ခါရတွေဝิญဉ္ဇဉ်တွေထဲမှာအစွဲဥပါဒဏ်နဲ့ဖြစ်တဲ့ယုတ်အစွဲဥပါဒဏ်နဲ့ဖြစ်တဲ့ဝေဒနာအစွဲဥပါဒဏ်နဲ့ဖြစ်တဲ့တင်ညာတင်္ခါရဝิญဉ္ဇဉ်အဲ့ဓာတွေကတော့ခင်ဗျားတို့ဒုက္ခတစ္ဆာတွေပြောရမယ်ခင်ဗျားတို့ကဒုက္ခလို့မှတ်ချင်မှတ်မယ်ဒုက္ခလို့အဲ့ဓာတွေကိုမမှန်ဖက်နေခြင်းနေမယ်ဒုက္ခအဲ့ဓာတွေကဟမ် ဒုက္ခလို့တောင်တပည့်တော်တို့ကမမှတ်ဖဲနဲ့တပည့်တော်တို့ဘယ်နဲ့ကြောင့်ဒုက္ခလို့ပြောရတာတို့ဒုက္ခလို့မှတ်တဲ့ဟာမှတပည့်တော်တို့ကဒုက္ခလို့ပြောရမှာမဟုတ်ဘူးလားလို့ဆိုရမဟုတ်ဘူးဒုက္ခလို့မမှတ်ဖဲနဲ့ဒုက္ခရောက်နေတဲ့ဟာတွေပြည့်လို့ရှိတယ်ဗျာဥမာတကူဘိဇာဘိဇာနဲ့ဘိဇာဘိဇာတဲ့အခါမှာအဲ့ဒီဘိဇာရတာဟာဒုက္ခလားကွာလို့မေးရင်အာဘယ်ကလဲဒုက္ခမှာ